ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူခွန်ရေးသားထားတဲ့ Mountain Pony ခလေးတရေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်။ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေ။စီချုံကြည်ရွာ အဲ့ဒီခြေွာကအင်းခြေတွေမြပြပြီးလူနေထုထက်တဲ့ရွာလေးဖြစ်ပါတယ်။လဲလမကြီးနဲ့နေရာကြောင့်ကုန်းတဲ့ပေါင်းစုံတို့ကလည်းခြေချင်းလိန်နေတဲ့ရွာလေးဖြစ်တယ်။ကုန်းတဲ့တွေကကုန်ပစ္စည်းအမျိုးမျိုးတင်သွင်းကြရင်လည်းအဲ့ဒီရွာနေထွက်တဲ့ကုန်ချမ်းပစ္စည်းတွေဝယ်ယူသွားလိမ့်ရှိပါတယ်။အဲ့ဒီရွာရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့တနက်ဖက်၆ပါ။စေလရဲ့အဓိကကုန်ချမ်းဖြစ်တဲ့တနက်ဖက်၆ကိုအိမ်တိုင်းရဲ့စီးပွားရေးထောက်တိုင်းတစ်ခုဖြစ်စောင့်ချလုပ်ကိုင်းကြပါတယ်။အဲ့ဒီရွာမှာကုန်းတဲ့ပေါင်းစုံရောက်လာကြတဲ့အတွက်အစားအသောက်ပေါင်းစုံလည်းပေါများတယ်။ အရက်ဘီယာဘိဘင်းကစော်တို့ကလည်းအိရှာလေးမှာဖောဖောတီတီရှားနေတဲ့အတွက်ရွာမရှိတဲ့လူကြီးလူငယ်အပေါင်းကလမ်းမကိုလိုက်ပြီးရှိသမျှပေါင်နှံရောက်ချပြီးအတူရာနုံထဲမှာနှင်မုန်းကုန်ကြတယ်။လူညွတ်တုံးစီတဲ့ဘိန်းကစော်တွေကိုတုံးဆဲကြရင်နဲ့တာမန်မယားမမသိအချင်းချင်းခိုက်ရန်ဖြစ်ပွားကုန်ကြတယ်။ဒါရီမကသေးပါဘူးလူကိုချွတ်ချုံမွေးကြစေနိုင်တဲ့လောင်ကစားဝိုင်းရလေနေ့စဉ်မပြည့်ရှိရတဲ့အတွက်ယောက်ျားမိန်းမမရှိအဲ့ဒီလောင်ကစားဝိုင်းမှာသာဘဝနှင်မွန်ကြရတယ် ပင်မမမနဲ့ရှာဖွေလောက်ကန်ခဲ့သည်များအတိတ်ပဲမဲတဲ့လောရတွေကြောင့်ခဲလီသည်များသဲရကြားကြတယ်အဲဒီကြောင့်မှာတော့ဖြူနုဆိုတဲ့မိမတောင်လည်းရှိပါတယ်ဖြူနုဟာနာမည်နဲ့လိုက်အောင်အသားဖြူပြီးရှိုက်ကြီးငင်ဖို့အသွဲသွဲတို့နဲ့ပူရီတာတို့ကိုဖန်ဆားနိုင်တဲ့သူတယောက်ပါတိုင်မဲ့ဖြူနုဟာမိမပြူတယောက်တော့မဟုတ်ပါဘူးဒါကလူသိရှင်ကြလက်ထက်ယူထားတဲ့ယောက်ျားလေးဖြစ်ပြီးတော့လူမသိသူမသိယူထားတဲ့ယောက်ျားလေးလည်းမရေမတွက်နိုင်အောင်ရှိရယ်။စစ်စစ်အားဖြင့်ဖြူနူဟာမိမကောင်တယောက်တော့မဟုတ်ဘူး။ ဖြူနုမှာဘယ်လင်းနဲ့ရထားမှမသိတဲ့ငါးနှစ်အရွယ်သားလေးတယောက်ရှိရဲ့။အဲ့ကလေးကကိုဝနုနယ်စင်ဟာအကြိမ်ကြိမ်ဒုအချုံနဲ့ထိုးချဖြက်စီခြင်းခံထားရတဲ့ကလေးတယောက်။ဒါပေမဲ့ဒီကလေးရဲ့လူဖြစ်တဲ့ကံမြင့်နေတဲ့အတွက်ကိုဝမပြတ်ကြပဲတည်အောင်နေပြီးတော့လူဖြစ်လာခြင်းမှာကဲဆိုးလေရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲအဲ့ကလေးကတန်တန်မာမာမဟုတ်ပဲပိုလီယိုရောဂါခံစားနေရရှာတယ်။ဖြူနုကအဲ့ကလေးငယ်ကိုမမွေးခြင်းမွေးခြင်းနဲ့မွေးလာခဲ့ရပြီးအခုလိုပိုလီယိုရောဂါလည်းဖြစ်နေရကြောင်းပို့လို့တော့မှမချစ်တော့ဘူး။ ဒီကလေးကိုလူသိရှင်ဇာနီယာကိုခွန်မသွားရဘူးရှော့ဖို့ကောင်းတယ်လို့ဆိုရယ်အမှန်တော့သူမကိုသူမမိခင်ကြဖြစ်ကုံတဲ့ပုရိတာတွေကိုမသိစေလုံသူ့ရဲ့ပြမှတ်ကတော့အဲ့ရွာမှာလာတဲ့ကုံတဲ့တွေကိုမြှူဆွဲမယ်ရာသမျှတွေကိုခန္ဓာကိုယ်နဲ့ရှင်ပြီးတော့ယူပြီးအလုပ်လုပ်တယ်တနေ့မှာမြို့ဝကုံတဲ့တန်ရောက်ကစည်းချုံရောက်ရောက်လာတယ်ဒီကုံတဲ့တန်ရောက်ကအဲ့ရွာတစ်ခါမှမရောက်ဘူးကြောက်အခုမှရေးကြည်အားမျက်နှာရှာရင်းနဲ့ရောက်လာကြတာ ဖြူနွားရွာကိုရလာတဲ့ကုန်တဲ့သုံးယောက်ကိုမျက်စိကြပြီးတော့သူ့အွက်ထဲဝင်မှုအတွက်နီးမျိုးမျိုးနဲ့ကြံတယ်။အဲဒီကုန်တဲ့တွေကနေပါလာတဲ့ပစ္စည်းတွေကိုတမျိုးပြီးတမျိုးဝယ်ယူတယ်။လှလှပပပြင်ပြီးတော့သူမကမျက်စိကြအောင်လုပ်တယ်။အသားမစားတဲ့ကြားမရှိတဲ့အတွက်အဲဒီကုန်တဲ့တွေကလည်းဖြူနွားရဲ့မာယာကြောကွင်းနဲ့သက်ဆင်းကြတယ်။ကုန်တဲ့တွေကိုမြှူဆဲပြီးတဲ့နောက်မှာဖြူနွားအိမ်ကိုပြန်လာတယ်။ညနေလောက်မှာကုန်တဲ့သုံးယောက်ကိုချိန်ဆထားတဲ့အတွက်မိမိရဲ့အိမ်ကိုအသင်ရှင်းဆုံးပြန်တင်ဆက်နေတယ်။ အရာအလုံးကသူမဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လာပြီမဲ့သူမရဲ့ပိုလီယိုတောင်းငယ်ကိုဘယ်နေရာသွားထားမှမသိဖြစ်နေသူမကလေးအမိမသိရင်တော့ကုံတဲရုမကြိုက်မှဆိုတဲ့အတွက်တောင်းငယ်ကိုစောင်းနဲ့အထက်ထပ်ပတ်ပြီးအိမ်ထဲမှာရှိတဲ့တနက်ဖက်ချောက်ထဲထဲဖို့အဲ့ချင်းတော်ကြီးရဲ့မှာသွားထည့်ထားလိုက်တယ်ညနေ3နာရီထိုးတဲ့အချိန်မှာကုံတဲတောင်းကဖြူနှုရဲ့အိမ်ကိုရောက်လာကြတယ်ဖြူနှုကအပြိုရှောင်းအောင်ပြင်ဆင်ကြီးချေထားပြီးတော့အထူးအဲ့တဲ့အဲ့ခန့် အဲ့ဒီချိန်မှာအခန်းထဲမှာရှိတဲ့တနတ်ဖိုးကျောက်ထဲကကလေးငယ်ကဘိုက်ဆာလာတဲ့အတွက်ရုံးကန်ရင်နဲ့ငိုနေရှာတယ်။ဒါပေမဲ့ကလေးငယ်ကအဝိဇ္ဇာနဲ့ထုတ်ပိုးခံထားတဲ့အတွက်ငိုတန်းအပြင်ကိုကျေလောင်စွာထွက်မလာဘူး။တင်းအင်းဆိုရဲအဲ့အတန်လေးတောင်မပီဝိုးတဝါထွက်နိုင်တယ်။ဒီအတန်ဧည့်သည်ကသတိမပြုမိပေမဲ့လေဖြူနုကတော့သတိထားမိ။အားကြောင့်စိတ်ထဲမှာငါအလုပ်ကိုဖြတ်မဲ့ကောင်းလို့တွေးပြီးကိုရောခဏနေခဲ့ကြအောင်နော်။တနတ်ဖတ်ဖို့ရဲမှာကြွတိုက်ရှိရထင်တယ်။ကြွတန်နေကြနေရလို့သွားရှင်းလိုက်အောင်မယ်။ အဲ့လိုနဲ့အိမ်ထဲဝင်ပြီးတော့တနတ်ဖက်ချောက်အဲ့ချင်နေဆင်းသွားတယ်။ချမ်းလည်းအတော်လေးကိုကျေဝန်းတဲ့အပြင်မှာတနတ်ဖက်ခင်လည်းဖြစ်နေတဲ့အတွက်ပိမ့်ပိတ်အောင်မှောင်နေ။ချမ်းရဲ့တောင်းတနေရမှာတော့ဝယုံကြီးတယောင်ရှိတယ်။အဲ့ဒီဝယုံပင်အောက်ကိုရောက်တော့ဖြူနုကဖိုးပစ်ချပြီးတောင်းငယ်ကိုထုတ်လိုက်တယ်။ကောင်းကျိုးမပေးတဲ့တိန်နာလေး။နင်းကြောင့်ငါအလုပ်ပြတ်တော့မယ်။ညတက်တိန်နေလို့မပြောထားဘူးလား။အဲ့လိုပြောရင်လည်းအဝိစာဖြီးပေးလိုက်တယ်။ဒီကောင်မှကလင်းငယ်လေးကမျက်ရည်လေးဆန်းဆန်းနဲ့မိခင်ကိုပြန်ကြည့်ပြီး တာဘိုက်စာလို့ပါအမေအဲ။ဘာ?ဘိုက်စာတယ်ဟုတ်လား။နင့်ငါမနေ့ကလေးအဝကျွေးထားတယ်လေ။အဲ့တော့ဘိုက်စာနေသေးရလား။တော်မစူပါနဲ့မမေ။တာဘိုက်စာလုံးလို့ပါ။တော်စံ။နင်ကလေငါမလိုချင်တဲ့ဂျာနေငါဘွားရဲ့အတင်းဝင်လာခဲ့တဲ့ကလေးပဲ။ငါ့ကိုချုံမွေလို့မပြီးတော့ဘူး။အခုငါအချီးကြီးရမယ့်အချိန်ကြမှာငါလှုပ်လာဖြစ်တယ်။နင်ကလေလူလောကမှာမနေသင့်တဲ့ကလေးပဲ။နေရှိနေသေးသည်လေငါအနှစ်ကိုပြုစုနေရအောင်မှာငါအလုပ်တွေပြတ်နေအောင်မှာပဲဒီတော့နေမရှိမှဖြစ်မယ်နေတိမ်မအေးမယ် အဲ့လိုနဲ့ဖြူနူက၆တွေ့နေတဲ့ဝါတစ်ချောင်းကြက်ကြက်ပေါင်းဆုပ်ကိုင်းပြီးတားဖြစ်သူရိုက်တက်လိုက်တယ်။ဖြူနူကမိခင်စိတ်လုံးဝမရှိပဲဘလူးတပတ်ဆွဲကန်နေတယ်လို့ညလုံးနေနေရဲပြီးတနားညတောင်မှုကင်းမဲစွာနဲ့မိမိရဲ့ရှင်သေးငယ်လေးကိုမတိမချင်းရိုက်တက်မိတယ်။ကလေးငယ်လေးကအားလို့သာအွန်နိုင်ပြီးမိခင်ရဲ့ရက်စက်မှုအောက်မှာသွေးရလင်းလင်းနဲ့အသက်ပေးလိုက်ရတယ်။ဖြူနူကမိမိရဲ့ကလေးကိုပြန်သက်ပြီးဝါရွက်ချောက်တွေနဲ့ဖုံးအုပ်ထားခဲ့တယ်။ပြီးရင်တော့အိမ်မော်ကိုကြော့မော့စွာတက်လာတယ်။သူ့ရဲ့အသေးစိတ်တရားလေးတရေတပတ်စီတယ်လို့ရှိနေတယ်။ ီလိုနဲ့တခုတော့ညနေခင်းမှာမိုးတိမ်မိုးရိပ်တိတလေးလေးတက်လာနေ။နေ့လယ်ခင်းအထိတာနေနေမင်းကြီးလည်းမိုးရိပ်တို့ရဲ့ဝါမျိုးချင်းခံရပြီးတော့ပောင်းဝင်းကျင်တခွင်မဲမောင်းသွားတယ်။လျက်ပန်းလျှံတွေကလည်းမီးရှုမီးပန်းမှမှတလက်လက်နဲ့လင်းထိန်နေ။လင်းနီချမ်းကလည်းအိမ်ခေါမိုးပြိုကျလို့မတက်စန်းတန်းစွာတိုက်ခတ်နေ။တရားလုံးကလည်းရွာထဲမှာမဟုတ်မမှန်တဲ့အရာတခုခုဖြစ်ပျက်နေပြီဖြစ်ကြောင်းတွက်ဆကြကုန်တယ်။ရွာရွာထဲမှာမဟုတ်မမှန်တဲ့ကိစ္စပြုလို့ရင်နှက်တို့တက်ခတ်တတ်တယ်ဆိုရဲအယူဆရှိတတ်တာကြောင့်ပါ ဒီလိုမျိုးမိုးရေလေတွေကြမ်းတမ်းစွာရွာသွန်းတိုက်ခတ်နေတဲ့အချိန်မှာဖြူနူကအိမ်ထဲမှာငိုတုပ်ထိုင်နေ။တားဖြစ်တဲ့သူလူမဆန်စွာရိုက်သက်ပြီးရင်တော့သူမအိမ်ထဲကအိမ်ပြန်မထွက်တော့ဘဲငုံငုံငငိုင်ကြီးသာထိုင်နေ။ဒီချိန်မှာပဲနေသမိုးတန်နေရလဲတဝဝတချင်းချင်းနဲ့ပဝဲကျမှာရှိအတန်တွေကိုဖုံးလွှားတလာအောင်ပဲရွာသွန်းတိုက်ခတ်နေအဲ့ချိန်မှာအအမေတာပိုက်စားတယ်တာပိုက်စားတယ်အဲ့အတန်ကနေသမိုးတန်နေကိုခွင်ပြီးဖြူနှွေးရဲ့နားလေးကိုရောက်လာ ဘာလို့လဲဘာလို့ခေါင်းနေရလဲဘေးဘီဝဲရအယူသက်ဖွယ်လိုက်ကြည့်နေဖိုက်စားတယ်ဖိုက်စားတယ်တောက်ထမင်းကျွေးအဲ့အတန်အဲ့တစက်မိတ်အောက်ကနေပေါ်ထွက်လာတာဒီချိန်မှာလျှက်စီမိုးကျတွေကလည်းတတိုင်းတိုင်းတဝဝနဲ့ချင်းကနေမြောင်ပြစ်ချနေရဖြူနူကအမှတ်မထင်အင်ရှိကိုကြည့်မိတယ်ဒီခါမှာမိုးရေထဲမှာရှင်နေရဲ့ခြေလိန်နဲ့ကလင်းငယ်တယောက်ကိုလျှက်စီအလင်းအောင်နဲ့တူတွေ့လိုက်ရတယ်ဟမ်ဟုတ်ဘူးဟုတ်ဘူး သူကသေနေပြီပဲခရံကရန်းနဲ့တကားဝုံကနေမြောင်ပြေးပြီးပိတ်တယ်။ဒါပိုက်စားတယ်။အပြင်ဘက်မှာတော့ကလေးငယ်ရဲ့အတန်နဲ့တူတကားကုတ်ချက်တဲ့တန်နဲ့စက်သိန်းထပွဲကြားလိုက်ရတယ်။မဟုတ်ဘူး။သွား၊သွား။နေငါသာမဟုတ်ဘူး။ဖြူနိုးကနောက်နှစ်ဖက်လက်နဲ့ပိတ်ပြီးကျဲလောင်ဆောင်အော်ဟစ်လိုက်တယ်။တိုင်မဲအတန်ပြောင်းမသွားပဲ။အမေသားကိုတတ်တယ်။အမေသားကိုတတ်ရတယ်။အမေသားကိုတတ်တယ်။ ကလေးငယ်အတန်းတဖြည်းဖြည်းနဲ့ဒေါသထွက်တဲ့အတန်းဖြစ်လာပြီးတကားကလည်းတကြည်ချင်းနဲ့ကောက်ချက်နေ။သွားထွက်သွား။ညာငါသားမဟုတ်ဘူး။ထွက်သွား။ဖြူနူးတယောက်တူယိုးမတယောက်နဲ့အော်ဟစ်နေ။ဒါပေမဲ့သူမရဲ့အတန်းကိုမိသူတူတယောက်မှမကြားနိုင်ဘူး။သူမပြုတ်ခဲ့တဲ့အရေးဆိုတာသူမကိုပြန်လဲပြီးခြောက်လန့်နေ။သူမရဲ့စိတ်တရားလည်းခေါင်းချောက်ချားဖြစ်ပြီးစောက်တရားများဖြစ်နေ။အလားရောရဲ့ထိတ်ခေါင်ပြင်မှာဖြူနူးကအခုတော့ပိန်ချုံပြီးကြောင်တောင်ဖြစ်နေ။ ကြောက်မဖွယ်အေးဆိုးကြသူ့ရဲ့နောက်ဝဲအရေးပမာလိုက်လံချောင်းလန့်နေစိတ်တက်ကြပြီးတော့စိတ်ချောက်ချောင်းနေဖြူနုကဘသူမှသူ့ကိုလည်းမဆောင်ရှောက်ကြဘူးခြေလိန်နဲ့ကလေးတရာတော့ရွာထဲမှာတောင်းကျန်နေအာဂါတတ်ခွေမှာမှောင်မိုက်နေတဲ့လာမညာတရာမှာအရက်သမားကိုဖိုးပင်ကရွာလေအရက်ဆန်နေတရင်တရိုင်နဲ့ပြန်လာတယ်ဖနက်နှစ်ဖက်ကိုလက်ကောက်ဝတ်မှလည်းရှူထားသေးတယ်ပစို့လည်းဆလဲတိုင်းပြီးအရက်ပလင်းနဲ့ချက်ခင်အမီလေးလည်းခြင်ထားသေးတယ်အဲ ဒီအရက်သမားကိုဘယ်သူမှလာမကြိုကြဘူးလားကွာဒီညဘာလို့မောင်မဲနေရလဲထွေးလမ်းလေနေကြည့်မြင်ကြည့်ပါလားဘယ်လိုဖြစ်ရလဲဖိုးပိန်တယောက်လမ်းပြည့်နေအောင်ရှောင်ရင်းနေတယောက်တည်းစကားပြောနေအဲ့ချိန်သူ့ရှံနေကလေးတယောက်ပေါ်လာပြီးဖိုက်စားတယ်အသားကင်ပေးစားအဲ့အတန်နဲ့တူကလေးလေးတယောက်လက်ဖြတ်ပြီးသူ့ဆရာအသားကင်ကိုတောင်းစားတယ်။ဖိုးပိန်ကလည်းမူမူနဲ့ ဟေးတောက်ကလေးညာအိမ်မကြီးလမ်းပေါ်ထွက်ပြီးတောင်းဆရသလားကွာမပေးဘူးကွာသွားသွားပေးအသားခင်ပေးဖိုက်စားတယ်သူ့မောင်းထုတ်ပေးမယ်လေခလျာသူ့ရှာနေတဖွားမှမခွာအောင်ရှိနေသေးတယ်အာကြောင့်ဖိုးပိန်ဒေါသထွက်သွားပြီဘာလဲကွာငါမူးနေအောင်ရိုက်မိလိမ့်မယ်သွားကုမိပါစီကိုပြန်တောင်းဆထပ်ပြီးတော့မောင်းထုတ်လိုက်တယ် သူရှိရာခြေလိန်နေတဲ့ကလေးငယ်ကမျိုးလုံးနှစ်ဖက်နေရလာပြီမျက်ဖြူလန်းပြီးသွေးတွေပေးချန်နေရလည်းနဲ့သူ့ဆရာချက်ကင်အတင်းလူစားတယ်အမလီတရေလေးတရေလေးဒီမြေခွင်းကြောင့်ဖိုးပိန်တယောက်ကြောက်စိတ်ကငယ်တဲ့ရောက်သွားပြီးအမူးပြေပြီးတော့ဖနှောင်းနဲ့တင်မတသားတဲ့ကြောင်ပြေးတယ်အင်ရောက်တော့ဖိုးပိန်တယောက်စကမေးမရတော့ဘဲနဲ့လမ်းဖြာဖြာပြီးဘဝတစ်ပါးကိုကူသွားတယ်တော်သိန်းတင်တယောက်ဖျက်ရွတ်ကြီးအညာချွေနေပြီးတော့အထက်လိုက်ထထားတယ် ညောင်ရောက်တဲ့အခါမှာမိဖို့မှာဖက်ရွက်တွေအချောက်တက်ရမယ်လေ။ဒါကြောင့်မိဖို့အောင်မှာမိမွေထားပြီးဖက်လော်တဲ့အိုကင်ပြားတွေကိုအသင့်တင်ထားလိုက်တယ်။ဖက်လော်တဲ့အခါအပေါ်ကနေဖီရတဲ့သဲတွေကိုလည်းထိရွက်နဲ့တေချာထုတ်ထားလိုက်တယ်။ဒေါသိန်းတင်ကဒကိုရီဒကာရသမားဖြစ်တာကြောင့်ကိုလုံးမကူစားရတယ်။သားသမီးတွေကလည်းသူ့အိမ်အောင်နဲ့သူဖြစ်နေတဲ့အတွက်အပူမပေးချင်တာလည်းပါတယ်။ညောင်ရောက်တော့ဒေါသိန်းတင်ကအညာချွေထားတဲ့ဖက်ရွက်ကိုအပူတိုက်ထားတဲ့အိုကင်ပေါ်ညီညာစွာဖြန့်ခင်းပြီးသဲတုံနဲ့ဖီထားလိုက်တယ်။ မိဘဘွားအိုကင်ပြနှလုံးတန်းစီဖြစ်ပြီးအလုံးမအိုကင်ပြ၆လုံးရှိတော်သိန်းတရားအဲ့အိုကင်၆လုံးတွေကိုတနတ်ဖက်ရွက်ကိုထည့်ပြီးအချောက်တိုင်နေည၁၀နာရီလောက်ရောက်တဲ့အခါမှာလူဝအိမ်ငိုက်ချင်းတလူလူဖြစ်သွားပြီးအိမ်ငိုက်ပြန်ဖက်ကြံတလေးကိုမိညိပြီးတော့ထိုင်ဖွာနေအိမ်ငိုက်ပြေးပြီးမဲလဲဘိုက်ကလည်းဆလာတယ်လို့ဖြစ်လာကြအောင်ထမင်းစံခုပြီးညအကြံနေရဲ့အမဲဥစံဟင်းနဲ့ထမင်းစားလိုက်တယ် အဲ့ဒီအချိန်မှာတဲအပြင်ဘက်ကနေတရှန်ရှန်နဲ့လမ်းလျှောက်တန်းလူလူကြားလိုက်တဲ့အတွက်ဆလတ်ဆာထမင်းကိုရှက်ပြီးဒေါသိန်းတီအပြင်ဘက်ကိုနားဆွန့်လိုက်တယ်။ခြေတန်းတဲပပတ်လျာနေထွက်လာနေရ။အဲ့ဒီအချိန်မှာတဲအပြင်ဘက်ကနေနယံကိုပုတ်နေအတန်းကိုပါကြားလိုက်ရတာကြောင့်ဒေါသိန်းတင်လန့်သွားတယ်။ဒါကြောင့်ဓမကိုယူပြီးမတက်ရက်လိုက်တယ်။ဖွာဖွာသိန်းတင်တောက်တောက်ထမင်းကြွေတောက်ပိုက်စားတယ်။ကလေးအတန်း အပြားနဲ့ထွက်ပေါ်လာတာဒေါသဲတင်တယောက်တရေချောက်ခံရပြီမှန်းသဘောပေါက်လိုက်တယ်။ဒါကြောင့်ဖျားအောင်အာယုံဆိုင်ပြီးတံပုတ်တီဆိုပြီးတော့အစာချီပြီးတော့တံပုတ်တီကထားတော်ကြီးကိုအတန်ထွက်ပြီးတော့ရွတ်ဖတ်လိုက်တယ်။ဘလောက်ကြောင်ရွတ်မိရဲ့မသိပါဘူး။ဒေါသဲတင်တတိထားမိရဲ့အချိန်မှာအပြားအသက်လုံးဝတိတ်ဆိတ်သွားပြီ။တော်ပါသေးရဲ့ဖျားခဲ့ပြီလို့ဒီလိုနဲ့ပဲတက်ပြင်းချနိုင်တယ်ဒီလိုမျိုးချီလင်းတရေလျာတယောက်ပြီးတယောက်ခြောက်လန့်နေကြတဲ့အတွက်ရော်သူရော်သားတွေကညနေညခင်းမှာအပြည့်အဝမထွက်ရဲကြပဲရှိတော့တယ် ကုန်းတဲရီရလည်းတရဲချောက်ကျန်တဲ့အရွာလေးမှာကြကြမနေရကြတော့ဒါကြောင့်ရာသူရသားတွေစီးပွားရေးကြက်တဲလာကြတယ်အယူမဖြူနူကတော့လမ်းမပေါ်မှာလမ်းတလာနေတနေ့တော့မောင်ထင်ပေါ်ကငွေတောင်ရွာနေထွက်လာခဲ့ပြီးခရီးဆက်ခဲ့မှာစီးချုံရွာကိုရောက်လာတယ်အဲ့ချိန်ရွာသားညကရွာထိပ်မှာရှိတဲ့တပင်အောင်မှာနားနေရင်းနဲ့ခလေးသေးရဲ့ကြောင့်ပြောနေဒီရွာသားညကနွားကြောင်နေကြတာလေဟာတော့အဲ့ချိန်လင်ခလေးသေးရဲ့တွေ့ဘူးကျင်တပါကွာသူ့လုံးလို့တရွာလုံးလဲစီးပွားရေးကြက်တဲနေပြီးကွာ အပြောကောင်းနေနေဆိုအောင်အဲ့ချေလင်းတရားအတော်ဆိုးတာနော်နင့်ကိုလာချောင်းမှာလိပ်ပြနှုတ်ခမ်းနေရအောင်မေဟာမကြောက်တတ်ပါဘူးတီဟာရအဲ့ခလေးတရားငါလေဟော့တလိုဟော့တလိုလုပ်ပြချင်တာကွာတော်စမ်းပါကွာနေဘမို့နင်ဒီလိုပြောရတာညဘက်ဆိုရင်အပြင်းအောင်ထွေးမှမှုတ်ဘူးကွာဆိုးအောင်ဆိုရဲသူကလက်ဟန်ချေရနဲ့ခလေးတရားကိုနှိမ်နှင်းပြမဲ့ကြောင်းဟန်ပါပါပြောနေရကိုတငယ်ချင်းဖြစ်သူတီဟာကပြန်ပြောနေရပါမောင်ချင်းဘွားလေတစ်ပင်အောင်မှဝင်နိုင်နေအဲ့နှစ်ယောက်ပြောနေတဲ့စကားတွေကိုနားဆွင့်နေတယ် ါကြောင့်ကလေးတည်းရဲ့ကြောင့်စိတ်ဝင်စားလာပြီးအဲ့လူမျိုးစီမိလိုက်တယ်။တရားကိုယ်တို့ဘာတွေပြောနေကြရလဲဗျ။ဟုတ်ညနေစင်းဧည့်သည်ပါလား။အကိုတို့ကကလေးတည်းရဲ့ကြောင့်ပြောနေရပါဗျာ။တိဟာပြန်ပြေတယ်။ဗျာကလေးတည်းဟုတ်လား။အေးဟုတ်တယ်ကွာ။အဲ့ကလေးတည်းရလေဘလို့တည်ခဲ့ရတော့မသိပါဘူး။အခုရွာထဲမှာအတော်လေးကိုတောင်းကြနေလို့ရွာသူရွာသားတွေသူ့ကိုကြောက်နေရတာဗျ။ तू ကဘလို့လုံးလို့လဲဗျ။ တွေ့သမျှလူကိုအစားလိုက်တောင်းတာပါဗျ။မပင်းရင်သူကရုပ်ပြက်စင်ပြက်စီနဲ့ခြောက်လန့်တော့တာဗျ။သူကြောင့်ရွာသားတွေလမ်းပြီးတိတ်ရအောင်ဖြစ်နေပြီလေ။ဟုတ်လား။ဒါဆိုအတော်ဆိုးနေပြီပဲ။ဒါနဲ့ရွာသူရွာသားတွေကအိတ်တည်းရမမောင်းထုတ်ကြဘူးလားဗျ။မမောင်းထုတ်ရဲကြဘူးထင်ပါရဲ့ဗျ။အခုဒီမောင်းထုတ်ကြမယ့်အတန်မကြောက်ဘူးပဲ။မောင်းထုတ်ပေးမယ့်လူရှိရင်ရောလက်ခံကြပါမလား။ဟာ။ဘလို့ပြောလိုက်တာလဲဗျ။တည်းရကိုမောင်းထုတ်နိုင်တဲ့သူဆိုမှတော့လက်ခံပြီးသားပေါ့ဗျ။ဒါဆိုရင်တော့ကျွန်တော်ရွာရဲကိုခေါ်သွားပြီးဒီညမှာအိတ်တည်းရမောင်းထုတ်ပေးမယ်။ ဟေးတကယ်မောင်းထုတ်နိုင်လို့လားကွဟုတ်မှလည်းလုပ်ပါဗျာကျွန်တော်အတီပြောတာပါဗျကဲနောက်ဆိုလိုက်ခဲ့ဗျာတို့တို့ရွာထဲခေါ်သွားမယ်ဟုတ်မဟုတ်လက်တွေ့ကြည့်ရတာပေါ့ဒီလုံနဲ့မောင်းထင်ပေါ်ရွာထဲခေါ်သွားလိုက်တယ်တကြီးအိမ်ခေါ်သွားပြီးအကျိုးကြောင့်ပြပြထားလိုက်တယ်တကြီးလည်းမောင်းထုတ်ပြီးတရဲမောင်းမဲ့ကြောင့်တရွာလုံးမောင်းထုတ်ကြီးညာထားလိုက်တယ်ညောင်ရောက်တော့မောင်းထင်ပေါ်ကဖះရှိခုပြီးအမြတမ်းပေးဝေးတယ်အားလုံးပြီးစီတော့တရဲခေါ်တဲ့အိမ်ကိုသုံးပြီးကလေးတရဲကိုဆင်းခေါ်လိုက်တယ် ရွာသူရွာသားတွေကကြောက်ပြီးမဲ့လဲဆက်စုကျင်နာကြောင့်လာရောက်ကြည့်ရှုကြတယ်။မောင်ထံပေါ်အမေးပြန်ပြီးခဏမှရွာထဲမှာရှိရခွေတွေဆွဆဲငင်ငင်ဥကြတယ်။ခဏကြာတော့ရွာသားတွေကကြောက်ကပိုလီယိုဖြစ်နေတဲ့ပုံစံနဲ့မောင်ထံပေါ်ရရှိမှလာရတဲ့။မောင်ထံပေါ်ကတရေလေးရောက်နေမှတည်သွားပြီ။ရောက်လာပြီလား။နင်ကဘာသူလဲ။ဖိုက်စားတယ်။ထမင်းစားခြင်းနဲ့။ခလေးတန်လေးထွက်လာတယ်။ဒီကောင်မှရွာသူရွာသားတွေကြောက်သွားကြပြီ။အမလီခလေးတရေတော့တရေလေးတကယ်လာရတော့ လေကြောက်လိုက်တာသူကအစားတောင်စားတောင်းစားနေတာကြောက်တပေါက်စဉ္ညာစာနဲ့ပြောနေကြတယ်တတိတ်နေပေးကြပါဗျဒီလိုနဲ့မောင်ထင်ပေါ်ဟန်လိုက်မှအားလုံးငြိမ်ကြသွားတယ်ငါမေးတာဖြစ်ရင်နင့်ကိုထမင်းကြည့်မယ်နင်ကဘာတူလဲဘာလို့ရွာရဲဝင်လာရတာလဲတာဖို့ပြည့်တာဘိုက်စာလို့ဝင်လာတာကိုသူတို့ကတော့အစာမကျွေးကြဘူးတာဘိုက်စာတယ်နင်ကဘာလို့ဒီဘွားရောက်နေရလဲအကို့ကိုပြောပြအမေတတ်တာတော့အမေကရိုက်တတ်လိုက်တာ ဟာတရေလေးအဖေကြောင့်ရွာသူရွာသားတို့အံ့ဩကုန်ကြတယ်။မောင်ထင်ပေါ်ကမညာနဲ့ဘယ်မိဘကကိုသားသမီးကိုတတ်ရမှာလဲအမှန်တိုင်းဖြေ။ตาတကယ်ပြောတာตาပိုက်စာလို့အစာလေးတောင်းစားတာကိုအမေကစိတ်ဆိုးပြီးตาကိုရိုက်တတ်ပြစ်တယ်။အဲ့ဆိုနင့်အမေကဘာသူလဲ။ဖြူနုပါ။သားမရဖြူနုအမရသားကိုဟိုးသားတရီတရင်နဲ့အဲ့အချိန်တွေကတတ်ချင်နေရတောက်အချုံတွေနဲ့ထိုးတယ်တာအယမ်းနာကျင်းနေတယ်ဒါပေမဲ့သားတေးကမပါလို့မသေးခဲ့ဘူး တားမွေးလာတော့အမေကတားအောင်မချစ်ဘူးတားမတန်ဆွမ်းတဲ့ပိုလီယိုဆိုတော့လေကလေးလေးရဲ့အဖြေကြောင့်မောင်ထင်ပေါ်ကမိမိရဲ့ငယ်ပွားကိုပြန်ပြီးအမှန်ရမိသွားတယ်။ဒီကလေးကလည်းသူ့နီးတူမိဘမျက်တာမရခဲ့တဲ့ကလေးတပြင်းမဲ့သဘောပေါက်လိုက်တယ်။ရွာသူရွာသားတွေကလည်းအခုမှအဖြစ်မှန်သိသွားကြပြီးဖြူနှုဒေါသထွက်သွားကြတယ်။မောင်ထင်ပေါ်ကကဲပါတားအမေကိုမောင်းလားမမောင်းပါဘူးတားအောင်မွေးလာပေးတဲ့အမေကိုတားချစ်တယ်။အမေတားအောင်ဘလောင်မုံမုံတားအမေကိုချစ်တယ်။ ေးပါကွာတားဒီဘွားကနေမကျွလွတ်ချင်ဘူးလားတားဒီဘွားမှမနေချင်ဘူးလူရရတားဘိုက်စာလို့တောင်းစားတော့တားကိုကြောက်ကြတယ်တားစိတ်ညစ်တယ်တားဘိုက်အရန်စားတယ်တားကိုအကွာထမင်းကြွေးမယ်တားစားပြင်ဒီနေရာကနေထွက်သွားမလားနောက်နေ့တားအလူတန်းလုပ်ပေးဖို့အကူခေါ်မပြန်လာနော်အဲ့လိုရလုံနိုင်မလားအကိုတားတကယ်ထမင်းကျွေးမှလားအဲ့ဆိုတော့အကိုပြောသလိုတားလုံးမယ်လေအကိုမလဲဘူးတားကိုတကယ်ထမင်းကျွေးမယ်နော်ဟုတ်ပြီလား အခုချက်သွားပြီအကွာသူများလို့တားအောင်မမောင်းထုတ်ဘူးထမင်းလည်းကျွေးတယ်အဲ့ဆိုအခုထမင်းစားကြလို့တားအောင်ကျွေးပါလားကျွေးပါမယ်ဗျာစားပြီးရင်တော့တနေရာမှာသွားနေတော့ရွာသားတွေစီထပ်ပြီးမတောင်းစားရအောင်ကြားလားကဲဦးကြီးကျက်ကိုထမင်းနဲ့ဟင်းရော ရောပြီးတော့ခုပေးပါဗျာဒီလိုနဲ့တကြီးကိုထမင်းနဲ့ဟင်းကိုခုခက်စီလိုက်တယ်တကြီးကလည်းထမင်းနဲ့ကြက်ကလာတာဟင်းကိုပကံနဲ့ခုလာပေးပြီးမောင်းထင်ပေါ်ကမ်းပေးလိုက်တယ်ကဲရော့တားကြိုက်စားဗျာလူရင်ပြောအခုထထည့်ပြီးမယ် ဒီလိုနဲ့ထမင်းပကံကိုလှမ်းပေးလိုက်တယ်။ခလေးတရေဝင်ပူးနေတဲ့ရွာသားကထမင်းကိုဟင်းနဲ့နေပြီးခေါင်းမဖော်ရန်စားတယ်။တအောင်ကြတော့ထမင်းအားလုံးကုန်ဆင်းသွားတယ်။တားဝပြီအကိုတားသွားတော့မယ်နော်အကိုခေါမတားထလာခဲ့မယ်အဲ့လိုပြောပြီးထွက်သွားတဲ့ခါမှာတော့ရွာသားလေးလဲကျသွားတယ်မောင်တင်ပွားအဲ့လူရေစင်ဖြန့်ပြီးနှာနဲ့ယူလိုက်ရမှပြန်လဲပြီးတော့တတိယသွားတယ်နောက်နေ့မှာတော့မောင်တင်ပွားကလေးငယ်အတွက်လိုအပ်မဲ့အလူပစ္စည်းကိုဝယ်ခန်းလိုက်ပြီးဖုန်ကြီးပင်ပြီးတော့ရေစက်ချအမျှပေးဝေးလိုက်တယ် မက်ဖြူနူကတော့တက်ဆိုင်ရာဥပဒေပေါင်းအတွင်းမှာအပြည့်ခံယူရင်းအသက်သေဆုံးသွားပါတယ်။ဒီအကြောင်းအရာကတော့ဖြစ်ရမှန်အခြေခံပြီးတော့ရေးသားထားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရှင်။မောင်တန်ပေါ်နဲ့ဂရုကဥမောင်တော်တယောက်မိမိရဲ့အင်ပါဝန်ကျင်ကရေစုံမြောင်ကိုဆဲနေ။မဆဲလို့ရလည်းမရဘူးလေ။ဒီရက်ကွက်ရေစုံမြောင်ကြီးကရေစုံညင်နေတို့စုပေါင်းထားတဲ့အတွက်အမိုက်တိုင်းနဲ့အညစ်အကြေးတွေပေါင်းစုရနေရလေဖြစ်တယ်။ရှိဝေရေလဲတို့ဆူရမှာတော့ပိုးလောက်လန်းလို့ကလည်းပေါများတဲ့အတွက်အဲ့ဒီကောင်ကနေတတိအောင်ပြီးတော့ချင်းတို့တွေပောက်ဖွားကုန်တယ် ဒီချင်နီယာယောဂပေါင်းစုံတည်ဆောင်လာပြီးလူတွေကိုဒုက္ခပေးတယ်။အဲဒါကြောင့်ချင်တန်ကိုကာကွယ်ဖို့ရန်အတွက်ဥမောင်တော်ကမျောစင်နေခြင်းမှာအခုလိုမျိုးရဲရွာတန်ရှင်ရဲ့လှုပ်ခြင်းကိုဘသူကမှခိုင်းစေပြီးမဟုတ်ပါဘူး။ဥမောင်တော်တယောက်သူ့တည်နေသူလှုပ်ကင်ခြင်းမှာဥမောင်တော်ဟာရဲရဲရွာကြီးရဲ့မှာထိတ်ဆုံးအပါဝင်နေသူတယောက်ပါ။ပါရင်နိုင်မှလည်းပြောစရာမလိုအောင်တကြစွာနဲ့ပါဝင်ဆောင်ရွက်တက်တဲ့သူတယောက်ဖြစ်တယ်။ဒီလိုမျိုးရဲရွာလူလူတို့အားကိုရတဲ့လူတယောက်ကတခုတော့ညနေခင်းမှာအင်းရှိမှဒီပြစီလဲချင်းနေနေနဲ့ဘိုင်းကနေလဲကြသွားတယ်။ သွေးတက်တယ်လို့ခံစားပြီးတော့ခေါင်းနဲ့မူမိုက်ပြီးလဲကျသွားတာပါဥမောင်တော်လဲကြသွားတာကိုသမီးဖြစ်သူကမြင်လိုက်တဲ့အတွက်အချိန်မီစေးရုံပူပေးပြီးတေကံမရောက်တမပြောက်ခဲ့ခြင်းမှာတိုင်မဲ့ဥမောင်တော်တောင်လုံးဝနေပြန်ကောင်းလာခြင်းမျိုးမဟုတ်ပါဘူးစေးရုံကပြန်လာပြီးတဲ့နောက်မှာဥမောင်တော်တောင်လလန်းဆန်းဆန်းမရှိတော့ဘူးအလွန်တက်ကြွခဲ့တဲ့လူကြီးကအခုတော့အခြားလူတယောက်လိုမျိုးဖြစ်သွားတယ်ပါရတဲ့ညနေခင်းတစ်ခုမှာဥမောင်တော်ကစိတ်လိုလဲရဖြစ်စေဖို့အတွက်အစာအုပ်တအုပ်ကိုတွိတွိဆဆဆဖတ်နေ ြည်ချင်းသူ့ရဲ့အတိမပအဝင်းကျင်တစ်ခွင်လုံးမှောင်မဲသွားပြီးအာယုံဝေဝါးနေတဲ့ချင်းသူ့စီကိုလူတယောက်ရှောက်လာနေတာတွေ့လိုက်ရတယ်။အဲ့လူကဝိယုံအမေကြီးဝစ်စင်ထားပြီးတော့လက်မှာလည်းအယိုးကောင်းတံတန်ပါတဲ့တရှိကြီးတစ်ချောင်းကင်ဆောင်ထားတယ်။အဲ့ဒီဝိယုံအမေကြီးကဦးမောင်တော်နာကိုရှောက်လာပြီးမောင်တော်မင်းငါစီကဂရုကတမန်ယူပြီးပြီးငါနဲ့လိုက်ခဲ့ဖို့အချိန်တန်ပြီ။အဲ့လူနဲ့အယိုးပြင်းပြင်းဖြစ်နေတဲ့လက်ကြီးတစ်ဖက်နဲ့သူ့အတင်းဆွဲခေါ်နေဒီလူကြီးရဲ့ရုပ်ဆင်းတံတန်ကကြောက်ဖို့ကောင်းတယ်လို့သူ့အတန်ကလည်းလွန်စွာချောက်ချားဝဲကောင်းတယ် အဲ့ဒီဝိယုံအမဲကြီးရဲ့ကြောက်မက်ဖွယ်အစဉ်တန်းကြောင့်ဥမောင်းတော်မတက်ရလိုက်ပြီးမလိုက်လိုရဲဟန်နဲ့အတင်းယုံကန်တယ်။လှုပ်ငါ့လှုပ်နင်းစရာဘာမှငါမယူရဘူးလှုပ်မလိုက်ဘူးငါမလိုက်ဘူးမယူဘူးနင်းနာမယ်ငါစရင်သွင်းထားပြီးပြီကရိုးကတက်မှတ်လေနင်းလက်ခံပြီးပြီ လိုက်မရမယ်လာခဲ့ဟာမယူနင်းစရာငါဘာမှမယူရဘူးလှုပ်ငါ့ကိုလှုပ်အဖေအဖေဘာရီအော်နေရလဲအဖေသမီးဖြစ်သူမျက်မွန်ရဲ့ခေါ်တန်းကြမှာဥမောင်းတော်တတိဝင်လာတယ် သေးချာကြည့်လိုက်မှသူ့လက်ကိုလာဆွဲတဲ့သူကသမီးမျက်မှွန်ဖြစ်နေ။အဖေဘာတွေဖြစ်နေလဲ။အဖေရုံးရင်ကန်ရေလုံနေတာတို့သမီးစိတ်ပူပြီးလှမ်းဆွဲလိုက်တာ။တော်သေးရပေါ့သမီးရဲ့။သမီးဆွဲထားပြီလို့ပေါ့။အဖေဘာတွေဖြစ်နေလဲ။သမီးကိုပြပြလေး။မဖြစ်ပါဘူးသမီးရဲ့။ဒီလိုပဲသွေးတွေတက်တော့ခေါင်းချောက်ချာရှောင်မြင်နေရပါ။ဖေးစင်ရှိပြီလေအဖေစေးတော့ရအောင်လို့။လေးလေ၁၇နှစ်ရှိပြီဖေ။အဖေစားဖို့သမီးထမင်းသားပြန်လိုက်မယ်။အေးကွယ်။ ။သမီးလေးမျက်မှောင်လန့်သွားမှဆိုတာကြောင့်အဖြစ်မှန်ဥမောင်တော့မပြောပြဖြစ်ခဲ့ဘူး။သူ့ရဲ့စိတ်ထဲမှာဝိယုံမဲပြောတဲ့ဂရုကတမတ်ဆိုတဲ့စကားကိုပြန်လည်ကြားရောင်နေမိတယ်။တမတ်ခက်လည်းမဟုတ်တော့တဲ့အတွက်သူစဉ်းစားရခက်နေ။အဲ့ငွေတမတ်လည်းသူဘသူစီကမှမယူဘူးမချင်းငားခဲ့ဘူးဘူး။နေ့စဉ်နေ့တိုင်းသူတရတဲ့ရှိနေအချိန်မျိုးမှာဝိယုံမဲကြားပေါ်လာတတ်ပြီးတော့သူ့အတင်းလာခေါ်တယ်။သူ့ကိုယ်ဆောင်တဲ့တော်ကသူ့အချင်းချင်းပြန်လည်ကဲတင်ခဲ့ရတယ်။ဒီဝိယုံမဲကြားနေ့စဉ်နေ့ပါရက်စိတ်သူ့စီလာတယ်။ ကရိုးကတမန်လက်ခံထားပြီးဖြစ်တဲ့အတွက်သူ့နာမည်စာရင်းသွင်းထားပြီးဖြစ်ကြောင်းမလိုက်လို့မရကြောင်းပြောပြီးသူ့လက်ကိုအတင်းဆွဲခေါ်တာတေကမပါသေးလို့လားမသိပါဘူးဒီလိုလာပြီးတော့ခေါ်ဆိုရတဲ့အချိန်ထဲမှာတယောက်ယောက်ကသူ့အသေးစိတ်ပြန်ဝင်စေတယ်အခုလိုမျိုးကြောက်မက်ဖွယ်ကိစ္စကြုံတွေ့လာပြီးတဲ့နောက်ဦးမောင်တော်တယောက်ဖျားတရပို့ပြီးလှုပ်တယ်လူရိုက်တနေ့တော့အေကန်တရမှာတည်ပေမဲ့တေချင်းတရတော့သူကြောက်ရွံ့နေမိတာအမှန်ပဲတာယာရဲ့လာပညာတညာမှာလာမင်းကြီးကကဘာမြကြီးကိုနေအလံအလင်းပေးနေတယ် ။ဥမောင်တော်ဖះရှိခူတရားအထုတ်ခြင်းအမှုပြီးစီတော့အကျော်ဆိုင်အိယာရီဖြင်းညင်းစွာလာတယ်။ဇနီးမယောင်မရှိရတဲ့သူ့အိယာလေးက၆ကန့်နေတယောင်ယောင်။ရှင်းလိုက်တဲ့လာရောင်နေရောင်အိမ်ခံပရင်ပေါက်ကနေတဆင်သူ့အိယာခင်ပေါ်ထိုးကြနေ။သူ့ခံပရင်ပေါက်ရှိရဲ့လိုက်ကစားဖြူဖြူလေးကလေးပေတက်လိုက်တိုင်းတစ်ဖြက်ဖြက်လွင့်နေ။ဒီအချိန်ညာအီးမင်းကြီးမှကြီးကန်းတအုပ်ကသူ့ရင်အထက်မှာလူလာဝဲပြန့်နေ။တအားအားနဲ့ကြီးပြိုတဲ့အနေနဲ့အတူ တင်လိုက်မယ်ကြီးရီယာလေးလာမင်းကြီးအပြေဖုံးအုပ်ထားလိုက်တဲ့အတွက်တလောကလုံးမှာဒီကျသွားတယ်။ဥမောင်တော်ကဖြစ်လာမယ့်အခြေအနေကိုကြိုသိနေတဲ့အတွက်အခန်းပရင်တစ်ဖာပေါက်ကိုပိတ်လိုက်တယ်။ဖះဖះဒီညဟာငါ့ရဲ့နောက်ဆုံးညများလားကြီးရီလည်းပြိုလိုက်တာ။ဥမောင်တော်ကအခန်းပရင်ပေါက်ကိုထားပြီးဖះတားမိလိုက်တယ်။ပြီးတော့မြက်ဖျားရှင်အာယုံပြုပြီး24ပစ္စည်းပဋ္ဌာန်းအကျေချုပ်ကိုနှုတ်ကနေရွတ်ပြီးတော့သူ့ရဲ့အိယာဘေးမှာပပတ်လေးမှာစီးချထားလိုက်တယ်။ဖြစ်လာမယ့်ပြဿနာရင်ဆိုင်မှုအတွက်အသင့်အနေထားပြင်လိုက်တယ်။ အနည်းတစုံတရာကြောက်ရောက်လာခဲ့ရင်တော့ဖះစာအတီးတာသူ့အတွက်ခရီးတော်အားကိုရသူကရင်မော်လေးလျောင်းနေတဲ့ချိန်သူ့ခံပရင်တက အလွလွပွင့်လာပြီးခန်းစည်းစာတွေတစ်ဖြက်ဖြက်လွင့်နေသူကြည့်နေတဲ့ချိန်မှာအကြီးတန်လာတဲ့ဝေယုံမဲကြီးဟာအယိုးကောင်းသားကြီးကိုပခုံးမှထမ်းပြီးသူ့ခံနဲ့ရှက်တိုက်လွင့်လာတယ်မောင်တော်ငါနောက်လိုက်ခဲ့ပြီးတော့မနှက်ပြန်ဆိုရင်မင်းရဲ့ရက်ချင်းခုနှစ်ရက်ပြည့်ပြီခုငါနဲ့လိုက်ခဲ့ပြီးတော့ဒီလိုနဲ့သူ့ရဲ့အယိုးပြင်းပြင်းလက်ကိုစံတမ်းပြီးဥမောင်တော်ဆွဲဖို့ကြံနေတယ် ဒါပေမဲ့ကရင်နာမရောက်ခင်တဝက်မှာသူ့ရဲ့လက်ကအဖြစ်ရောင်အလင်းနဲ့တခုနဲ့ထိမိပြီးအာခနဲ့အော်ရင်အနောက်ကိုပြန်ဆုပ်သွားတယ်။ဝေယုံမဲကြီးကအာဆိုတဲ့အတန်နဲ့ကြီးကိုအော်ပြီးအနောက်ကိုအခုံးငွေတွေဖြစ်နေလွှင့်ဆင်သွားတာ။တေကျင်းတရားဘသူမှမတားဆီးနိုင်မောင်းတော့မင်းငါဆရာကရောကတမတ်ကိုလက်ခံပြီးသွားပြီ။ငါမင်းနာမည်ကြီးစင်ရင်တင်ထားပြီးပြီ။မျက်ပြန်ငါပြန်လာခဲ့မယ်။အဲ့အတန်ကြီးနဲ့တဖြည်းဖြည်းပြောက်ွယ်သွားတယ်။ဥမာတော်ကဒီအဖြစ်ပြက်တို့ကြောင့်အံ့ဩမင်သက်နေ။ မောင်ထင်ပေါ်တောက်တရားထိုင်နေသူ့အာယုံထဲမှာဆရာသခင်တို့ရဲ့ပုံရိပ်တွေပေါ်လာတယ်။လူကလေးခྱི་ထွက်ဖို့ပြန်မှာဒီကနေ့အရှိစုစုအရကိုသွားအဲ့မှာလူတက်တံမကုန်သေးပဲမရဏဆောင်မတန်းမှာနာမည်စင်းသွင်းခံရတဲ့သူအမြန်သွားခဲ့ပါ။ဟုတ်ဆရာဆရာသခင်တို့အမိတိုင်းထမ်းရပါမယ်။သာဓုသာဓုသာဓုကွယ်။ဤကောင်းမှုကြောင့်ပညာတကူတိုးပွားပါစေကွယ်။သူ့ကိုစုပေးပြီးဆရာသခင်ကသူ့အာယုံထဲကနေဝေဝါးပြကွယ်သွားတယ်။ မနေ့ရောက်တော့မောင်ထက်ပေါ်လေဆရာသခင်တို့ရဲ့အမေတိုင်းအရှိစုစုအရာကိုခရီးဆက်လာခဲ့တယ်။ဒီခါမှာတော့ရွာကြောင်မှာရှိတဲ့ရွာထိပ်လေးကရွာရော်ရှင်နဲ့ကကိုထင်ပြပြီးမောင်ထက်ပေါ်စီကိုအကူအညီတောင်းနေ။ဆရာလေးဆရာလေးကျွန်ုပ်ရောက်မှရှိနေလူတယောက်ကယ်ပေးပါဦး။သူမှလူသက်တမ်းအရှိကြီးကြံသေးတယ်။อืมကိုငါရဲ့လာရင်ကိစ္စလေးအဲ့ဒါပဲလေဘလို့ဖြစ်တာလေအเจ้าဆုံးရှင်းပြပါအောင်ရွာဆောင်နေကြီးอืมပြောရရင်တော့ဒီလူဟာဘာသာတရားကန့်ဆိုင်နေရရေးရွာကြီးတာရေးနိုင်ကြီးတွေမှာထိတ်ဆုံးသွားပါတယ်လူ ဒါပေမဲ့သူကတတိမမူမိပဲနဲ့သူရေမြောင်းနေဆယ်တုံးကပါလာတဲ့မက်ဆေ့တစ်စီကိုယူသိမ်းထားမိခဲ့တယ်။အဲ့ဒီမက်ဆေ့ဟာတင်မင်းမရဏတကာကိုရဲကတော့ကပဲ။အဲ့ဒါကိုသူကယူထားမိလို့သိစင်းသွင်းခံထားတာ။သူ့မှာသိကံမရောက်သေးဘူး။အော်သူကမရဏတကာရဲ့ကရုကောင်ယူထားမိတာကိုအချိန်မီမကယ်နိုင်ရင်တော့တေမီကလူမပေးခေါ်မိတော့မှာပဲကျေးဇူးပါအသင်အားဆောင်နဲ့ကြီးမောင်တန်ပေါ်လေရွာဆောင်နှောက်ဆက်ပြီးရွာရဲဝင်လာခဲ့တယ်အဲ့ဒီအချိန်မှာအပြင်းနဲ့လှိုင်းတစ်ခုသူ့ရှေ့ရောင်ကြီးဖြတ်ပြေးသွားတယ် မရဏလိုင်းတစ်ခုငါရှိဖြစ်သွားပြီ။တင်မရလက်ဦးသွားလို့မဖြစ်ဘူး။အဲ့လိုတွေ့ပြီးတော့ဝိညာဉ်နောက်ခံရမယ့်သူရဲ့အိမ်ကိုပညာနဲ့ क्वे ထားစေလိုက်တယ်။အဲ့ဒီပညာကဆရာသခင်တို့ချီးမြှင့်ထားတဲ့အင်အားနဲ့လာခြင်းဖြစ်ပါတယ်။တေမီယာဥမောင်တော်ရဲ့အိမ်ကိုရှာမတွေ့ဘဲတဝဲလေလေဖြစ်နေ။မောင်ထင်ပေါ်ကခက်မြမြလမ်းလျှောက်ပြီးဥမောင်တော်ရဲ့အိမ်ကိုလာခဲ့တယ်။ဒီချိန်ကဥမောင်တော်ကအိမ်မောကြနေတဲ့အချိန်မှာအိမ်မောကြနေတဲ့အချိန်ဖြစ်တာကြောင့်လိပ်ပြနေခန္ဓာကင်းကွာနေ။မောင်ထင်ပေါ်ကခြံထဲဝင်လာပြီးအိမ်ရှင်ကိုလိုက်ရှာနေ ခဏကြာတော့ခြံနောက်ဖက်ကနေထွက်လာတဲ့မိန်းကလေးတယောက်တွေ့လဲရတဲ့အတွက်အမအမအဖေရှိလားရှိတယ်အဖေအိတ်နေရရှင်အဖေရဲ့ဧည့်သည်လားဟုတ်တယ်သူ့ရဲ့အရေးကြီးဧည့်သည်ပဲကျွန်တော်ဖះခန်းပြပေးပါလားမမျက်မှောင်ကဘာမှနားမလဲပေမဲ့လေအဖေဖြစ်သူရဲ့အရေးကြီးဧည့်သည်ဆိုတာကြောင့်ဘာမှစဉ်းစားမနေတော့ပဲအိမ်မဖះခန်းစီကိုမောင်ထင်ပေါ်ခေါ်သွားလိုက်တယ်ဖះခန်းရောက်တော့မောင်ထင်ပေါ်ကဖះရှိခိုးပြီးဥမောင်တော်ရဲ့ဝိညာဉ်ကိုလိုက်ရှာတယ်ဥမောင်တော်ရဲ့ဝိညာဉ်ဟာရွာဦးစည်ဒီဘေးမှာရှောင်နေပြီးဖះရည်မြန်တန်ရှင်းလုပ်ပေးနေတယ် ဒီအချိန်မှာဝိယုံမဲကြီးအားလေအိတ်အိမ်ရောက်ချလာတယ်။အဲ့ခါဥမောင်တွေဝိညာဉ်ကချက်ချင်းအိမ်ကိုပြန်ရောက်လာတယ်။ဒါပေမဲ့ရုပ်ကြမ်းခံထားတဲ့မဝင်သေးဘဲနဲ့မိမိရဲ့အိမ်မှာရောက်နေတဲ့လူငယ်နဲ့ဝိယုံမဲကြီးတလဲစီကြည့်နေ။ဒီခါမှာဝိယုံမဲကဥမောင်တော်ကိုဆဲခေါ်ဖို့အတွက်ပြန်လိုက်တယ်။ရှက်လိုက်စမ်းအတင်တင်မင်းတင်လူမခေါ်နေပြီ။မောင်ထင်ပွဲရဲ့စကားကြောင့်ဝိယုံမဲကလက်ပြန်ဆုပ်ပြီ။တင်ရဘူးလေ။ဘာလို့ငါ့ကိုမြင်နေရလဲ။ ငါဘာလုပ်လဲဆိုတာအရေးမကြီးဘူးအရေးကြီးတာတင်ဒီပုတ်ကို ခေါ်သွားလို့မရဘူးသူ့ရဲ့လူသက်တမ်းမကုန်သေးဘူးဘာလို့လူမခေါ်ရမှာလဲသူကဂရုကတမန်ကိုလက်ခံပြီးပြီးအဲ့ဂရုကမရဏတကားကိုဖျက်ဖို့အတွက်ပေးရမယ့်အဖိုးခါပဲသူကမရဏစာအုပ်မှာနာမည်ပေါက်ပြီးပြီသူကမသိပဲတင်ထားမိတာပါသူ့ရဲ့ကုသိုလ်ကောင်းမှုကမကုန်သေးဘူးသူဆက်ပြီးလူလောကမှာနေခွင့်ရှိသေးတယ်ဒီမှာတေးချင်းတရားဘသူမှမတားဆီးနိုင်ဘူးလူတိုင်းတနေဒီလန်းသွားရမှာပဲ။တမဒီနေ့မဟုတ်လေတစ်ချိန်ချိန်မှာဒီလန်းသွားရမှာပဲဘာမှမထူဘူး။ ဒါပေမဲ့သူ့ရဲ့လူသက်တမ်းအရှိကြီးကြံသေးတယ်သူ့ကိုကောင်းမှုကုသိုလ်တွေလှုပ်ခွင့်ပေးလိုက်ပါမောင်ထင်ပေါ်ကအဲ့လိုပြောလိုက်တဲ့အခါမှာဝိယုံမဲကျဥမောင်တော်ရဲ့ကြံရှင်ရဲ့လူသက်တမ်းကိုတွက်ကြည့်လိုက်ရမှာအမှန်တကယ်ပဲသက်တမ်းရှင်နေသေးတာကိုတွေ့လိုက်ရတယ်ဒါဆိုလည်းပြီးတော့လေဒီတစ်ခါတော့ထားလိုက်နောက်တစ်ခါဆိုမရတော့ဘူးသူကောက်ခဲ့တဲ့ message လေးလွှတ်ပြစ်ခိုင်းလိုက်ဒါမှနာမည်စင်းပြတ်မှာအဲ့လိုပြောပြီးတော့ဝိယုံမဲကသူ့ရှိရာနေပြောက်ွယ်သွားတယ်ဥမောင်တော်ရဲ့ဝိညာဉ်ကမောင်ထင်ပေါ်ကိုကြည့်ပြီးကျေးဇူးတင်ပါတယ်ဆရာဦးလေးရဲ့အသက်ကိုကယ်တင်ပေးလို့ အဲ့လိုပြောပြီးရုပ်ကြမ်းခန္ဓာတွေပြောင်းဝင်သွားတယ်။အင်းအေးဘလို့အိမ်မလဲကွာထူးဆန်းလိုက်တာ။ပလက်ကတဲ့ထိုင်ပေါ်မှာစဖဲရင်အိပ်ပြောသွားတဲ့ဥမောင်းတော်တောက်နိုးလက်လာခြင်းအဲ့လိုပြောတယ်။ဘေးဘီဝဲရောက်ကြည့်လိုက်တော့မောင်းထင်ပေါ်မြင်လိုက်ရပြီ။ဟမ်အိမ်မကတကယ်ဖြစ်နေလား။ဒါကဘသူလဲဘလို့ရောက်လာလဲ။ဦးလေးနိုးလာပြီလား။ဦးလေးအိမ်မမတ်နေရမှာမဟုတ်ဘူးတကယ်ဖြစ်နေပါ။ဦးလေးမက်ဆေ့လေးဘယ်နောက်မှထားလဲမှတ်မိသေးလား။မက်ဆေ့ အော်ဟုတ်ပြီဝိယုံမဲပြောတဲ့မရဏတရားကူဖို့အတွက်ကရုကမမိပြီအဲ့ဒါလေဟိုအိတ်ကလေးထဲမှာအစာဆုံးနားလေသွားတဲ့ဥမောင်တော်ရဲ့သမီးမြတ်မောကအဖေမကြီးမငယ်နဲ့ဘာလို့အိတ်မဆင်ကောက်သိမ်းထားတာလဲရှင်ဒီရဆရာလေးကယ်ပေးလို့တာပေါ့မဟုတ်ရင်အဖေဝိညာဉ်နှုတ်ခံနေရလောက်ပြီအေးကွာဟာဟိုနေ့ကမြောင်းဆိုင်နဲ့ဘွက်တော်ရဲမှာအိတ်မဆင်လေးတွေ့လာတာမဆင်လေးကငါစိတ်ထဲမှာတမှုထူးခြားနေတယ်လို့မို့လဲငါလဲကောက်ပြီးအိတ်ကတည်းထဲထားလိုက်တာကွာ တွေးသမျှအရာတိုင်းပိုင်ရှင်မရှိဆိုပြီးကောက်ယူလို့မရဘူးလေ။အရာရာတိုင်းကမမြင်နိုင်တဲ့ပိုင်ရှင်ရှိပြီးသားမို့ပါ။ကဲအဲ့ဒီမက်ဆေ့လေးကိုသူ့နေရာပြန်သွားထားလိုက်ပါ။ဦးလေးလေကြက်ရှိနေရဘွားတတမှာကောက်မှုကုသိုလ်တွေပို့ပြီးလုပ်ပါဗျာ။ကျွန်တော်ခွင့်ပြုပါဦး။ဟမ်ဆရာလေးရဲ့နာမည်တော့မသိရသေးဘူးလေ။နားပြီးမှသွားပါလား။အဲ့ခံချင်လို့ပါရှင်။ဟုတ်တယ်သားကြီးဦးလေးတို့ကျေးဇူးတင်လို့လို့တတ်နိုင်တဲ့လောက်တော့ပူဇော်အဲ့ခံပါစေ။ကျွန်တော်ဥတီချက်မရှိရခီးသွားတယောက်ပါဗျာနာမည်ဆိုရလေပြညတ်တစ်ခုပဲမို့မသိချင်ပါနဲ့တော့ ကဲကျွန်တော်ခွင့်ပြုပါအောင်ဗျာဥမောင်တော်တို့တာဖာထူးဆန်းတဲ့ဧည့်သည်ကိုတားဆီးနိုင်စမရှိတော့ပါဘူးမောင်ထင်ပေါ်ကဥမောင်တော်တို့တာဖာနှုတ်ဆက်ပြီးရွာရဲကနေထွက်လာခဲ့လိုက်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွင်မှလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော် နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်